ကျမချမရှိပုဒ္ဓဥတ္တမအားလုံးမင်္ဂလာပါနော်ကျမချမရှိပုဒ္ဓဥတ္တမတွေကိုဒီတစ်ပတ်တက္ကလာမှာတွေ့ကြအောင်မကန်ကျမအဆုကောင်းနေတဲ့အတူဆောင်းရှောင်းရလေးတစ်ခုလေးပြပြပေးပါမှာဖြစ်ပါတယ်ပုဒ္ဓဥတ္တမတွေအတွက်ကြောက်ရောက်လာတဲ့ကန်မိတ်ကလေးကတော့ ဆွမ်းရှင်ဆိုရယ်ကနမိကလေးပဲဖြစ်ပါတယ်ကနမိကလေးကဘုဒ္ဓဥဒသမီးတွေကဒီကာလလေးတည်းမှာမိမိရပေါ့နော်အဆက်ပစ္စည်းနဲ့ပတ်သက်ရင်ဆိုင်ငန်းကိစ္စရင်းနဲ့ပတ်သက်ရင်မိမိရပေါ့နော်ကံကောင်းနေတဲ့ဥမာဆက်ပစ္စည်းအစ်စ်တစ်ခုခုဝင်လာတာတော့မိမိကလက်ဆောင်ရရှိတာတော့မိမိကကောက်ရတာတော့အဲဒီလိုမျိုးလေးပေါ့နော်ဆက်ပစ္စည်းနဲ့ပတ်သက်ရင်အကျိုးပေးနေတဲ့ကံကောင်းနေတဲ့မိမိကဆိုင်ငန်းကိစ္စနဲ့ပတ်သက်ပြီးတော့ပေါ့နော်မိမိကဝယ်ယူထားတယ်ဒါမှမဟုတ်ရင်ပေါ့နော်ဆိုင်ငန်းကိစ္စနဲ့ပတ်သက်ပြီးတော့ပေါ့နော်မိမိကဝယ်ယူဖို့အတွက်စီစဉ်ထားတယ်ဆိုလို့ရှိရင်ဒီကာလထဲမှာမိမိကဆိုင်ငန်းကိစ္စရင်းနဲ့ပတ်သက်ရင်ကံကောင်းနေ တက်တဲ့အဆင်ပြေနေတက်တဲ့အင်္ဂဗုဒ္ဓသတ္တမိတွေကဒီကာလလေးထဲမှာပေါ့နော်အမေမြအလုတ်အကန့်ကိစ္စရင်းနဲ့ပတ်သက်ရင်မိမိအလုတ်မှာပေါ့နော်ရန်လေးတွေဖြစ်တက်တဲ့မိမိအလုတ်မှာပေါ့နော် လုတ်ပေါ်ကန်ပဲအချင်းချင်းမိမိကစကားများရတာတို့အတန်တောင်းနဲ့အဆင်မပြေဖြစ်ရတာတို့အဒလမျိုးလေးနဲ့တွေ့ကြအောင်တတယ်မိမိကအလုတ်အကန်ကိစ္စမိမိရဲ့အလုတ်အကန်ကိစ္စရင်းနဲ့ပတ်သက်ရင်လည်းမိမိကနှစ်ခါနှစ်ခါပြန်လုံနေရတတယ်လွယ်လွယ်ချော်ချော်လေးနဲ့လည်းဖြစ်တတယ်ဒါကိုလည်းသတိထားတဲ့ဗုဒ္ဓဥဒသမီးတွေကဒီကာလလေးထဲမှာငွေရေးကြေးနဲ့ပတ်သက်ရင်ငွေဝင်တတယ်ငွေရဒရဇက်ဆိုသလိုမျိုးခဏမကြခဏပေါ့နော်ငွေနဲ့ကိုယ်နဲ့အဆင်မပြတ်သလိုမျိုးခဏခဏဝင်နေတတယ်ဗုဒ္ဓဥဒသမီးတွေကဒီကာလလေးထဲမှာမိမိကပေါ့နော် သတိထားမှာရရှိတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်မိမိကပေါ့နော်အအမှုအခင်းကိစ္စရင်းနဲ့ပတ်သက်ရတဲ့အဲမိမိရဲ့အမှုအခင်းကိစ္စဟုတ်ဟုတ်မဟုတ်ရင်မိမိရဲ့သူတစ်ပါးရဲ့အမှုအခင်းကိစ္စကိုပေါ့နော်လိုက်လံဆောင်ရွက်ပေးရတာလို့အာမခံပေးရတာလို့ဒါမျိုးလေးနဲ့တွေ့ကြရတဲ့အဲဒါကိုလည်းမိမိကသတိထားတဲ့နဲ့ view site တဲ့နဲ့ဗုဒ္ဓသာသမိတွေကဒီကလာတွေမှာအချီအိမ်အောင်ရေးနဲ့ပတ်သက်ရင်တော့မိမိကအဲချစ်သူရဲ့ပေါ့နော်ချစ်သူတို့အိမ်ချစ်သူအိမ်အောင်ဘက်နဲ့အဲ ချစ်သူအိမ်နောက်ဘက်ကမိမိကိုပေါ့နော်အထင်လွဲမှားတာလေးတွေဆွဆွဲပြောဆိုခံရတာမျိုးလေးတွေဒါမျိုးလေးနေတွေ့ကြုံရတဲ့ဗုဒ္ဓသတ္တမိတွေကဒီကာလလေးတွေမှာမိမိက အမွေကိစ္စမြေကိစ္စနဲ့ပတ်သက်ရင်မိမိကပေါ့နော်စကားများရတာမျိုးလေးတွေအမွေကိစ္စမြေကိစ္စနဲ့ပတ်သက်ပြီးတော့မိမိကရန်ပေါ်လာတာမျိုးလေးတွေစကားများရန်ဖြစ်အကြီးကျယ်စကားများရန်ဖြစ်ရတာမျိုးလေးတွေဒီလိုမျိုးလေးတွေဖြစ်တဲ့အတွက်ကြောင့်မိမိကဒါကိုအထူးသတိထားတဲ့နဲ့ queue site တဲ့နဲ့မိမိကစကားပြောဆင်ခြင်တဲ့နဲ့ဗုဒ္ဓသတ္တမိတွေဒီကာလလေးတွေမှာကျမ်းမာရင်နဲ့ပတ်သက်ရင်အထွေထူးတော့မဟုတ်ပေမဲ့မိမိကပေါ့နော်အခြေလက်ထိခိုက်မိတာတို့ဥမာသွေးထွက်တန်ရုံဖြစ်ရတာတို့ဒီလိုမျိုးလေးတွေတွေ့ကြုံရတဲ့အတွက်ကြောင့်မိမိက သွားတာလာတာနေတာထိုင်တာပေါ့နော်ဒါလေးတွေကိုတော့ view site တင်တယ်ဗုဒ္ဓသတ္တမိတွေကဒီကာလလေးတွေမှာမိမိကပေါ့နော်ဖုန်ကြီးတပါးပါးကိုပေါ့နော်လက်အမှတ်တွေတွေဖုန်ကြီးဖြစ်ဖြစ်အိမ်ယုံကြွားတယ်ဖုန်ကြီးပဲဖြစ်ဖြစ်မိမိကစေးဝါလှူဒန်းခြင်းဖြစ်မိမိရဲ့ကံညာခိုက်တရားပြပြောက်သွားစေမယ် lucky ကာလလေးရတာကိုအစိမ်းရောင်လို့နီညိုရောင်လို့က lucky ကာလလေးဖြစ်ပြီးတော့၃ကနန်း၁ကနန်း၇ကနန်းတွေကတော့ lucky ကနန်းလေးတွေပဲဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျမနာမည်ကတော့စင်မအင်ကြီးကျမပါနောက်ဗီဒီယိုလေးကျမပြသဆုံးမယ်နော်ကျမချင်းမိတ်ဆွေဗုဒ္ဓသတ္တမိလက်ကိုစိတ်နှပြကျမလို့ချမ်းသာကြပါစေနော်